မင်္ဂလာပါရှင်ကျမကတော့ဒီဇူလိုင်မှာ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးတောင်ဘက်မှာရှိတဲ့ရေဘူးကျေးရွာကိုစစ်ကောင်စီတပ်က drone နဲ့ပုံကျဲပြီးလက်နက်ကြီးနဲ့မှပစ်ခတ်ခဲ့တဲ့အတွက်နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့အင်းလေးဒေသလူခွင့်ရေးဖွဲ့ကဧပြီလ6ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဧပြီလ9ရက်နေ့မှာစစ်ကောင်စီတန်းတဲ့ PNO ပြည်သူစစ်တွေကရေပူကြေးရွာတွေကိုမနက်6နာရီကစပြီးညနေ9နာရီကျော်တဲ့အထိတနေကုန်နီးပါး drone ပါဝင်လက်နက်ကြီးနဲ့အကြိမ်30လောက်ပစ်ခတ်နေတဲ့အတွက်နေနှလုံးမီးလောင်ပျက်စီးပြီးစိုက်ကယ်တစ်စီးလည်းမီးလောင်ခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကငလင်ကျောင်း22ရက်ကြာအပြစ်ခတ်ရစဲမယ်လို့ကြေညာထားပေမဲ့ရေဘူးကျေးရွာဘက်ကနေတိုင်းဒီပါလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံကျဲတာတွေရှိနေပြီးဧပြီလ6ရက်နေ့မှာလေကျောင်းကနေပါဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ပေါတောမြို့နယ်မြင်ငူကျွန်းကြီးကပင်လယ်ပြင်တွင်ဧပြီလ9ရက်မနက်8နာရီလောက်မှာစစ်ကောင်စီရဲ့ရေတပ်ကရေလုံသား23ယောက်ကို9ဖမ်းဆက်လီသုံးစီးနဲ့တူဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မြင်ငူကျွန်းကြီးကကလသိန်ရွာတောင်ဘက်ချမ်းမှာကြောက်ချထားတဲ့စစ်ကောင်စီတပ်ရဲ့နေပြည်ကမြအူးမြို့ဘက်မှာ9ရောင်ပြီးပြန်လာတဲ့9ဖမ်းဆက်လီသုံးစီးနဲ့ရေလုံသား23ယောက်ကိုကြောက်ဖြူဘက်ကိုဖမ်းခေါ်သွားတယ်လို့စင်တပ်မော်ကျေးရွာဒေသခံက DPP ကိုပြောပါတယ်။ ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာလည်းမတ်လ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အတွက်လူငယ်တယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်ငလင်တန်ကျောက်စာနာစိမ့်နဲ့ပြည့်ရက်ကြောင်းကြီးညာထားတဲ့စစ်ကောင်စီတပ်က AR တိုင်းငပူတော်မြို့နယ်ကကြေးရွာတွေမှာတက်ဆွဲကစစ်ကြောင်းထုနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ မဘူတော်မြို့နယ်ကကွန်ဂျီကျွန်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဘုတ်ပင်စိမ့်နဲ့ကြောက်ချောင်းကျေးရွာတွေမှာဧပြီလ၄ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ကတပ်ဆွဲကစစ်ကြောင်းထိုးနေတာလို့ဆိုပါရယ်စစ်ကောင်စီတပ်သားတွေရောက်လာတာ၄ရက်နေ့ကလေးကဖြစ်ပြီးကွန်ဂျီကျွန်းဘက်ကိုစစ်ကြောင်းထိုးနေတာလို့မဘူတော်ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကကွန်ဂျီကျွန်းနဲ့အနီးတစ်ဝိုက်မှာတပ်ဆွဲထားပြီးပင်လယ်တွင်းကုန်သွယ်သွာလာနေတဲ့လေတွေကိုဖမ်းဆီးပြီးငွေညစ်တာနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ဆိုပါရယ် စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဧပြီလ၄ရက်နေ့မှာကွမ်ကြီးကျွန်းကြီးကရေလုတ်သား၃ယောက်ကိုအာခတက်တော်အေးရဲ့တပ်သားတွေလို့ဆွဆွဲကဖမ်းဆီးထားတယ်လို့သိရပါပါတယ်ရှင်။ကြောက်ဆယ်မြို့မှာမြင်းကလေးထပ်မံလောက်ခတ်ခဲ့တာကြောင့်လူတိုင်းဒီပါစိတ်ပိုင်းဆိုင်ရာတွေထိခိုက်ခဲ့ရတယ်လို့လူမှုကွန်ရီရေးတင်တာဝန်ရှိသူကပြောပါတယ်။အောက်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ စကိုင်းတိုင်းကိုပိုးပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွေနဲ့နှီးတူထိခိုက်ပျက်စီးခဲ့တဲ့ကြောက်ဆက်မျိုးကနေအဆောက်အုံတွေပါဝင်တမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ကြောက်ဆက်မျိုးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ3ရက်နေ့အထိလှုပ်ဆောင်ခဲ့ရာတေဆုံးသူ108ယောက်ဒဏ်ရသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ဧပြီလ4ရက်နေ့ည9:55မိနစ်လောက်ကကြောက်ဆက်မျိုးကိုပိုးပြုတ်ပြီးငလင်းထက်မှန်လှုပ်ခတ်ခဲ့ပါတယ်။လူရရင်ဖြစ်တဲ့တန်ကြောင့် ဖိတ်လိုက်ပြီးတော့တို့ကလည်းတရနေ့ရှိသေးတယ်ပေါ့အိမ်နဲ့ဝင်ရင်းနဲ့ကျန်တာရှိသေးတယ်တို့လည်းအိမ်ပြန်နေပါသေးတယ်လောက်လိုက်ပြီးတော့နည်းနည်းဟိုလူပြောမနေသူပြညာလည်းပုံနဲ့ဖြစ်သွားတဲ့အခါကျတော့လူလမ်းပြပြင်းထွက်ရကြတာပေါ့အချင်းကြီးတော့လူတွေလည်းလမ်းနေတော့မကြီးလေးကနေရနေရတာအဲ့ပုံနဲ့ဖြစ်နေအောင်ဆက်ထိတ်လမ်းဖြစ်နေပေါ့ဘာလုပ်ပြီးဖို့လိုရလဲဆိုဘလို့ပြောရမယ်ကြီးဒီကတော့ဟိုဂိမ်းမဲ့ဘူးရစားနေဖို့ညီလေးကနည်းနည်းလေးငလင်းနည်းနည်းလေးလှုပ်တာပြီဆိုရင်ကတို့နည်းနည်းလေးပပလေးလှုပ်တာကိုထိတ်လန့်နေကြတာပေါ့ညီလေးက ီသေးလိုက်ရတော့ဆွဲနေကြတာပေါ့ဘယ်ပြောမလဲဆိုကိုကိုနိုင်ကအစားပေါ်နေပြီကိုလည်းဖြစ်တဲ့နေပြုတ်ကြတာတဲ့လူတယောက်ဆိုတော့နည်းနည်းငလင်လုပ်ပြီးဆိုရင်အပြစ်ထွက်ပြီးဟိုကချောင်းနေရတာပေါ့အဲ့စိတ်ပန်းဆိုင်တော့တော့ထိကြတာပေါ်နေပြီနဲ့ငလင်လုပ်ပြီးတော့လေငလင်ထက်မှန်လုတ်ခတ်ခဲ့တာကြောင့်ထိခိုက်သေးဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအဆောက်အဦချို့နည်းငယ်ပြူကျအကွဲတာတွေရှိခဲ့ပါတယ်ငလင်လို့ပြောရင်လူတိုင်းမိဘစိတ်ထံရာတွေခံစားနေရတယ်လို့မြို့ကန်တွေကပြောပါတယ် ဲ့ဒီချင်းနေကဘာလို့အတဲပြောက်တော့မရှိဘူးပေါ့ဟိုဘာလဲနည်းနည်းတော့ကျန်းတယ်တချို့အိတ်လေးတွေငကိုထပ်ပို့ပြီးတော့ပို့အပ်သွားတာတို့တချို့ဟာလေးတွေနည်းနည်းပြိုကျတာလေးတို့ဟိုပြက်နည်းနည်းပြက်စီးလေးတော့ရှိတယ်ရှင်ဟုတ်ဆိုရင်ဒါကတော့ပြောမနေပါနဲ့အဲ့ဒီအတန်းလေးကိုကြားတဲ့ဆိုရင်ကိုလူတွေကတုံနာအဲ့ချင်းချင်းပြောလို့ရှိရင်ငလင်းလို့ပြောလိုက်တာနဲ့ကိုလူတွေမှာအကုန်လုံးနှီးပါလူတိုင်းနှီးပါလို့လူကိုစိတ်ထန်ရာတွေကိုရလို့ နဲ့ကိုလည်းမအိပ်ရဲပေါ့နော်ကျမတို့လမ်းပေါ်ထွက်အိပ်ရတာနင်းညဆိုရင်မိုးတွေရွာတယ်ပေါ့ဟုတ်ဟုတ်တယ်ပိုရာပေါ့ရာသီဥတုကမမျှတတ်တော့တက်ကြီးရွယ်ဦးတွေနဲ့ကလေးတွေကဒုက္ခရောက်ကြတာပေါ့အဲဘာဖြစ်လဲအကုန်ကူညီပေးလို့ရလို့ရှိရင်အကုန်လုံးဝိုင်းဝန်းပြီးတော့ကူညီပေးပါအောင်လို့ပဲပြောချင်လာတယ်လို့မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခဲ့မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်4210ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ6505ယောက်အထိရှိလာပြီး လူ448ယောက်ပျောက်ဆုံးနေဆဲဖြစ်ကောင်ကယ်ဆယ်ရရှိထားသူ498ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ9ရက်နေ့ည8:00နာရီတိစုစည်းရရှိထားတဲ့အချက်လက်တွေရသိရပါတယ်။ကျွန်တော်အောင်ခံပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ဒီဇူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။